ထနိုင်ငံချင်းမိုင်ခိုင်မှာ KNU အဖွဲ့ထံပေးပို့မဲ့လက်နက်များအားအေပီလာ22ရက်နေ့မှာဖမ်းဆီးရမိရဲ့လို့ထိုင်းသတင်းဌာနများရဲ့ဖော်ပြချက်အရသိရပါတယ်။ချင်းမိုင်ခိုင် Phuphin Rajanice Yeskan ကဆယ်မြောင်းတူမြောင်းလမ်းမှာမော်တော်ယာဉ်တစ်စီးအားတားဆီးစစ်ဆေးရာချင်းမိုင်ခိုင်မှာမေဟောင်ဆောင်ခိုင်ဗမေဆလန်းရှိ KNU အဖွဲ့နဲ့ဆက်ဆက်သူထံလက်နက်များပို့ဆောင်ရန်ငှားရမ်းထားတဲ့မျိုးသားနှစ်ဦးကိုလက်နက်များနဲ့တူဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ အဆိုပါဖမ်းဆီးရမိတဲ့ထိုင်းမျိုးသား၂ဦးအားစစ်ဆေးချက်အရ၎င်းတို့ဟာချင်းမိုင်ရှိတန်ဘူချန်ဖော်ဈေးဝယ်စင်တာနောက်ပဲရှိစတိုးဆိုင်မှလက်နက်များအားမေဟောင်ဆောင်ရှိ KNU ဖွဲ့ထံတိဆောင်ပေးခြင်းဖြစ်ကြောင်းသိရပါသည်ဒါအပြင်၎င်းတို့ဟာလက်နက်တင်ဆောင်မှုအား၃ချိန်ပြုလုပ်ပေးခဲ့ကောတစ်ချိန်လျှင်ထိုင်းဘက်ငွေ၈၀၀၀မှ၉၀၀၀အထိရရှိခဲ့ကြောင်းထိုင်းသတင်းဌာနများရဲ့ဖော်ပြချက်အရသိရပါသည် ၎င်းလက်နက်များဖန်စီရရှိမှုနှင့်ပတ်သက်ပြီး၎င်းတို့နှစ်ဦးကိုတရားစွဲဆိုရန်ဆောင်ရွက်နေပြီးအခြားဆက်ဆက်နေသူများကိုဖန်စီနိုင်ရေးထိုင်းရဲတပ်ဖွဲ့ကရှာဖွေနေကြောင်းသိရပါသည်။